ACCA ဘာသာရပ်တွေကိုလုံးဝမသိထားတဲ့သူအနေနဲ့အခြေခံအနေစပြီးတော့လေ့လာလို့ရပြီဆိုတာကိုသိပါသလားရှင့်ဟုတ်ပါရဲ့ ACCA ဘာသာရပ်တွေကိုလုံးဝမသိထားတဲ့လူအနေနဲ့အခြေခံအနေစပြီးတော့လေ့လာလို့ရပါရဲ့ရှင့်အခြေခံပညာအထက်တန်းဆင့်ဒါမှမဟုတ်ရင် INCSC O level အခြေခံပညာအထက်တန်းဆင့်ဖြည့်ဆို့အောင်မြင်ပြီးသွားတဲ့လူအနေနဲ့အင်္ဂလန်နိုင်ငံကပေးအပ်တဲ့ UK diploma ကိုရရှိဖို့အတွက်ဆိုရင် ACCA UK ရဲ့ foundation level ကနေစတင်လို့ရပါရဲ့ရှင့် D level ကအင်္ဂလန်နိုင်ငံရဲ့တက်မှတ်ထားတဲ့ AGF level 3နဲ့ညီမျှတာဖြစ်တယ်လို့ ACCA channel ကိုစတင်ရှောင်လမ်းမဲ့လူတွေအတွက်လည်းအဲစတင်ရမယ့် level ဖြစ်ပါတယ်။ ACCA UK Foundation level မှာ FA2 MA2 ဘာသာရပ်နှစ်ခုကိုသင်ကြားဖြစ်ဆိုအောင်မြင်ပြီးတွားရင်တော့ ACCA UK ကပေးရတဲ့ Diploma in Financial and Management Accounting Diploma ကိုလည်းရရှိမှာဖြစ်ပါတယ်ရှင်။ NLA FA မှာ ACCA UK Foundation level တန်းခွဲတစ်တွေကိုစစ်စမ်းမပြတ်ဖွင့်လှစ်ပေးနေတဲ့အတွက်ကြောင့်မို့လို့တက်ရောက်လူသူများ NLA FA မှာဆက်တွေ့ဆောင်စမ်းမေးမြန်းပြီးတော့အနက်နိုင်ကြပါပြီရှင့်